မင်းမျိုးမင်းနွယ်ပဲဇေဒီတဲပြီးသွားလို့ရှင် CEO ခတ်ခွင့်ရှိတာပေါ့နော်ဒီနှစ်စုလုံးမှာစုတစ်ခုပဲတူတူတောင်းလို့ရှင်စုတောင်းပြည့်ရလို့လည်းပြောကြရတယ်။ကျစစ်သားထွက်ပြေးနေတာပေါ့နော်။အဲ့တော့ကျစစ်သားရဲ့ဇနီးအဖေရတနာပေါ့နော်။ဟို လာလာပြီးတော့ဒီရိတ်ခါတွေပို့ပေးတာပေါ့နော်အပေယတနာတွေတော့အပေယတနာမဟုတ်သူ့ရဲ့နာမည်ကအိုဘက်ယတနာပေါ့နော်ဒီလိုမျိုး structure နဲ့ဆိုမင်းကြီးလို structure နဲ့အုပ်ချောင်းကဒီပကံမှာတစ်ခုပဲကျန်တော့တယ် ူတို့မြင်နေရအကွင့်ရခမ်းမချက်ပြီးရင်ဂျူဘေးနာမှာဒီလိုမျိုးအခန်းငယ်အချင်းချင်းလေးပတ်ပတ်လဲမှာကပ်ပေးထားအဲ့ဒါကကြတော့သူ့ရည်ရဲ့ချက်ကဆရာတော်တွေတည်င်းသုံးဖို့အတွက်ပေါ့နော်ဖောင်ဒေးရှင်းကတော့ကျန်သေးရဲ့ကျင်းကျက်သွားရဆိုစိတ်ခံစားမှုတော့ရတယ်ဖះအောင်မြင်လိုက်တာအရင်ကျင့်တယ်လူပြောက်တော့ကောင်းကောင်းပတ်လို့မရဘူးနော်ပိတ်လောက်ထားရဲဆိုခစားချက်မျိုးရအောင်လို့ဒီတဲတဲ့ရဲ့အဲ့လိုလည်းပြောကြသလိုဒီမျိုးအရင်ဆိုင်တွေကိုဘုရားဘာသာရဲ့ပိဋကတ်သုံးပုံနဲ့မထိုက်တန်အောင်ဆိုပြီးတော့အဲ့လိုတဲ့ရဲ့ပြူတော့အနွယ်ထားမြန်စိတ်ဆိုးသွားစိတ်ဆိုးသွားပြီးတော့သွားပြီးတော့စစ်တိုက်တယ်ပေါ့နော် ိတ်ဆွဲတော့တည်လာတဲ့စင်ဖြူတော်ကတောင်ကုန်းလေးမှာကိန်းဝတ်တဲ့ခါကျတော့ပါလာတဲ့ဆွဲတော်ထပ်ပွားပြီးတော့လောကနန္ဒာစီကြီးကိုနှွေထာမင်းရဲ့ဒီနေရာလေးမှာတည်ခဲ့တာပေါ့နော်။ဖိုက်ခင်းလေးတွေရဲ့၊ခလေးလေးတွေရဲ့တင်းတော့အလုံးမဲအီချန်နဲ့ပကန်းမနက်ခင်းလေးပါ။သူတို့ဒီတန်တဲမှာမနက်စာလေးစားပါမယ်။မနက်စာလေးစားပြီးသွားလို့ရှိရင်ပကန်းမျိုးထဲမှာရှောက်ပြီးတော့သွားလိုက်ပါမယ်။ကြော်ဆုံးအမေမနဲ့စားဖို့အတွက်ငချောက်လေးတွေ။အင်းစီတမင်းဆိုတော့ စီထမီးရဲ့အကျော်ဆုံးလေးရဲ့ပြီးတော့ငချောက်လေးနဲ့နှမ်းတောင်းလေးနဲ့စားမှာပေါ့နော်ကျုပ်ပြီးတော့ဒါဒါလေးကတော့ cereal လေးပါဒိန်ချင်တဲ့မစီထမင်းလေးကစောက်ကောက်နေအီအီလေးဟွန်းဒီငါနီဒူကြောက်ကြော်လေးကဟိုမှာမမွားလေးစားတာဟဲ့ငါကလေးရဲလိုက်တာဟဲ့ချောက်ဘူးလား ခုပကံဖျားဘူးသွားမယ်မြင်းကဘာရက်ကိုသွားပါမယ်ဂျွန်းလုပ်ငန်းတွေရှိရလို့လည်းပြောကြရပေါ့နော်ခုထိတော့ရှိသေးလားမသိအားလေဂျွန်းနည်းနည်းသွားပြီးတော့ဆက်စုမယ်ပြီးကြတော့အဲမြင်းကဘာရက်မှာဂျူးစိတ်ဝင်စားတဲ့အဲ့လိုဖျားစေကြီးလေးရှိရပေါ့နော်အားလေးလည်းတတ်ကြည့်ပါမယ်ဒီလိုလေကားလမ်းရဲ့ဟိုဘက်ဒီဘက်မှာပါเนาะအဲ့လိုရှေးဟောင်းဖျားတွေတည်ရှိမြ။ ဟိုကလမ်းသွားရင်းနဲ့လေစိုက်စီးရင်ကြည့်နေရအယမ်းမိုက်တယ်နော်အခုဒီဂျူရိုးရောက်နေတာကအပေယဒနာဖရားပေါ့နော်အပေယဒနာကြတော့လေဖရားတည်ထားတဲ့ story လေးပေါ့နော်အဲ့ဒါလေးကိုဂျူကအရန်သဘောကြအဲ့ဒါကြောင့်မို့လို့နောက်တစ်ခေါက်လာပြီးကြည့်ဖြစ်တာပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ volume ရဲ့ဒီဘယင်ဖြစ်တဲ့အချိန်တော့ပေါ့နော်ဂျက်စစ်သားကိုစိတ်ဆိုးပြီးတော့မင်းမြတ်တဲ့နေတဲ့အချိန်မှာဂျက်စစ်သားထွက်ပြေးနေတာပေါ့နော် ထွက်ပြေးနေရတဲ့အချိန်မှာပဲငကယုံဖျားနာကဒီနေရာလေးမှာလာပြီးတော့အဲ့တော့ကကြံစစ်သားရဲ့ဇနီးအပေယတနာပေါ့နော်အပေယတနာကသူ့ကိုလာလာပြီးတော့ဒီရိတ်ခါရေးပို့ပေးတာပေါ့နော်အဲ့နေရာလေးကိုကြံစစ်သားမင်းကြီးက ဘယင်သူဘယင်ဖြစ်တဲ့အခါကျတော့ဒီလိုမျိုးဟိုဖျားတည်ပြီးပြီးတော့ပေရတနာအတွက်လက်ဆောင်ပေးခဲ့လို့လဲဒီလိုမျိုးဒဏ္ဍာရီကြီးရပြောကြရပေါ့နော်အဲ့တော့ဒီညာလေးကိုကျူကပြောမဆိုဆိုချစ်သက်လက်ဆောင်နေနေလေအဲ့လိုမျိုးလေးသဘောကျလို့လာဖြစ်တာပါဒါပေမဲ့သူ့ရဲ့အတွင်းထဲမှာလည်းလူပညာလည်းရရတည်တန်းရှိပြရပေါ့နော်အဲ့ဒါတော့ပြန်လေ့လာရအောင် ာကျူပြောခဲ့တယ်ဆော်လူမင်းအမြတ်ထွက်လို့ကြက်စက်တာပြေးနေရတယ်ဆိုတာလေအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဖတ်ပြီးတော့လေးလာမိတဲ့လောက်ပေါ့နော် အားလုံးသိကြရမလားမနိဆန္နာကိုလေမနိဆန္နာကဟိုဆက်တာတော့ကျန်စစ်သားနဲ့လမ်းမှာချစ်ကြိုက်လို့ဆိုပြီးတော့အနှော်ရထားတစ်ခါမျက်ထွက်တယ်လေပြီးတော့အနှော်ရထားရဲ့သူမိဖုရားဖြစ်လာပေါ့မနိဆန္နာအဲ့လိုမျိုးအနှော်ရထားပြီးသွားတော့ဆောလုမီနန်းတက်တဲ့ခါကျတော့လေမနိဆန္နာကိုထပ်ပြီးတော့ဆောလုမီကမိဖုရားမြောက်တယ်တဲ့မိဖုရားမြောက်တော့ကျန်စစ်သားအဲ့ချိန်မှာဘယင်မဖြစ်သေးဘူးပေါ့နော်ဘယင်မဖြစ်တာသေးတော့ထပ်ပြီးတော့မနိဆန္နာနဲ့ကျန်စစ်သားကချစ်ကြိုက်တဲ့ခါကျတော့အဲ့ဘယင်ကအမျက်ထွက်ပြီးဆောလုမီကအမျက်ထွက်ပြီးတော့ကျန်စစ်သားကို မင်းမြတ်တင်မြပြည်နှင်းနှံပေးရပါတော့အဲ့ချိန်မှာကျန်စစ်သားကထွက်ပြေးနေရတာအဲထွက်ပြေးနေမှာအပေရတနာကလည်းကျန်စစ်သားရဲ့ဇနီးဖြစ်နေပြီဒါမဲ့သူ့ရဲ့ ဒီမင်းသားအကျဉ်းစစ်သားကိုဘယ်လောက်ချစ်လဲဆိုရင်လူမျိုးထွက်ပြီးနေရတဲ့အချိန်မှာတော့မှပဲဒီအချိန်မှာငကယုံဖျားရှိရဲ့အဲ့ငကယုံဖျားမှာသူကဆွန်းလာကတ်တဲ့ဥပုပ်တီလာလာဆောင်နေဆိုတဲ့ပုံစံမျိုးအသွင်ယူပြီးတော့ဒီနေရာလေးမှာအမြဲတမ်းကျဉ်းစစ်သားကိုထမင်းလာပို့တာပေါ့နော်ထမင်းနေရိတ်ခါရလာပို့တာပေါ့နော်အဲ့နေရာလေးကသူတို့ရဲ့ပြောမှာဆိုလို့ရှိရင်ချစ်ချင်းမြတာရဲ့တင်ဂီတာဖြစ်လာတဲ့အခါကျတော့ကျဉ်းစစ်သားမင်းရဒီဖျားကိုဒီလိုမျိုးလေးလှူဒန်းခဲ့ရပေါ့နော်အပေယေဒနာတကယ်တော့အပေယေဒနာမဟုတ်သူ့ရဲ့နာမည်ကအိုဘက်ယေဒနာပေါ့နော်ယေဒနာလိုမျိုးတော်မှလှတယ်ယေဒ နာတပားပါလားဆိုတဲ့အတိတ်ပဲလို့မျိုးတဲ့အိုဘဲယေဒနာဆိုပြီးခေါ်ကြတယ်။ဒါမဲ့နောက်ပိုင်းကျတော့လူတွေကအလွယ်ခေါ်ရင်အလွယ်ခေါ်ရင်နဲ့အပယ်ယေဒနာဆိုပြီးဖြစ်သွားတယ်။တကယ်တော့ဟိုလိုမျိုးမရဲကြတဲ့အပယ်လည်းမဟုတ်ပယ်ခံထားရအပယ်လည်းမဟုတ်သူရဲ့နာမည်ကအိုဘဲယေဒနာလို့လည်းပြောကြတယ်ပေါ့နော်။ပြီးတော့ဒီဖေကဘယင်တည်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအုတ်တိုင်းနဲ့ခြံစည်းကိုရှိရပေါ့နော်။ခြံစည်းကိုခတ်ပေးထားတာ။ကျန်တဲ့ဖေရဲဆိုတာဒီတိုင်းပဲတည်ထားတာပေါ့နော်။ ဒီခုရောက်နေတာကတော့ဆိုမင်းကြီးအုတ်ကျောင်းနဲ့ဟိုဘက်ချက်မှာဆိုမင်းကြီးစေဒီပေါ့နော်ဒီအုတ်ကျောင်းနဲ့စေဒီကိုကြတော့လေဆိုမင်းကြီးတဲခဲ့ရလို့ပြောရပေါ့နော်ဒါပေမဲ့ဆိုမင်းကြီးကဒီဘယင်လားဒါမှမဟုတ်လို့ရှင်အဲ့ခစ်ကတထေးတကြွေတယောက်လာတော့ဇူးလက်သေးချာတော့မသိဘူးပေါ့နော်ဒါပေမဲ့ဒီဆိုမင်းကြီးအုတ်ကျောင်းကအုတ်ကျောင်းလိုပုံစံမျိုးอ่ะပေါ့နော်ဒါကမှဒီတစ်ခုပဲကြံတော့တယ်ဆိုလို့ဂျူးလာပြီးတော့လေ့လာကြည့်ရပေါ့နော်သူက ဘယ်လိုမျိုးလဲဆိုတော့အရင်ခေတ်တုန်းကဒီလိုမျိုးဖုံးကြီးကြောင်ပေါ့အုပ်နဲ့ဆောက်ထားတဲ့အုပ်ကြောင်တွေကိုသူကကလားကြောင်လို့ခေါ်ကြတယ်။ဒီလိုမျိုး structure နဲ့ swimming ကြီးလို structure နဲ့အုပ်ကြောင်ကဒီပကံမှာတစ်ခုပဲကျန်တော့တယ်ဆိုတော့ဒီလိုဘယ်လိုပုံစံလေးလဲဆိုတာလိုက်ပြီးတော့လေ့လာကြည့်ပါမယ်။ ုပ်ចောင်းပုံစံကလေဟိုထူးခြားရယ်ပေါ့နော်သူ you know ဆိုအုပ်ចောင်းပုံစံ၃ခုရှိရတဲ့မှာသွားတာဒီနောက်ဆုံးတစ်ခုပို့ပြီးအဆင့်မြင့်လာရဲလက်ရရဲမှာပါတယ်တဲ့သူအလယ်မှာခမ်းမကျဲရှိခမ်းမအကျဲဒီဒီအခုဂျူတို့မြင်နေရအကွင်းကခမ်းမကျဲပေါ့ပြီးရင်ဂျူဘေးနာမှာဒီလိုမျိုးအခန်းငယ်အချင်းအချင်းလေးပတ်ပတ်လဲမှာ ကန့်ပြီးထားအဲ့ဒါကကြတော့ဒီတိရတော့သူ့ရည်ရဲ့ချက်ကဆရာတော်တွေတည်င်းသုံးဖို့အတွက်ပေါ့နော်တည်င်းသုံးဖို့အတွက်တိဆောက်သားလည်းခံပါကျက်အလဲရကြတော့အကုန်လုံးဒါလဲမှာဆိုလို့ရှိရင်စီဒီလေးနဲ့ဖျားဖူးတဲ့ညပေါ့နော်ခံပါကျက်အဲ့လိုမျိုးလုပ်ပြီးထားပါပေါ့နော်ပြီးတော့ဒီအုတ်เจ้าက ပုံမှန်ဆိုရင်နှစ်ထပ်ဖြစ်မယ်လို့ထင်တယ်ဂျိုးတို့အခုဒါလေကားလေးနဲ့တက်လာပြီအပေါ်အုပ်ရိုးကိုရောက်နေတာပေါ့နော်ပုံစံကတော့တိဆောက်ထားတာနှစ်ထပ်အုပ်ကြောင်းလို့ပုံစံမျိုးလေးပေါ့နော်ဒါလေးကလေဟိုတော်တော်လေးကိုလက်ရလေးကလေထူရှားပြီးတော့လှရဲပေါ့နော်ဟိုတပုတ်ရိုက်ချင်မယ်ဖြစ်ဖြစ်ဒါမှမဟုတ်သူ့ရဲ့ structure ကိုလေ့လာချင်မယ်ဖြစ်ဖြစ်ပေါ့နော်လာတဲ့နေရာလေးဆိုတော့ဂျူးထင်တယ်ပုံမှန်ပကံမှာအဲ့လိုတကိုးကြီးအဲ့လိုနာမည်ကြီးဖျက်ရရဲပေါ့နော်အထင်ကြီးနေရာရဲ့ပဲအမြဲတမ်းရောက်နေရဆိုရင်လည်းဒီလိုမြန်နေရာလေးကိုလည်းလာကြည့်ပါအောင်ဆိုတာပေါ့အဲ့ဒါရဲ့ပေါ့ structure တွေအကုန်ပြုံကုန်ပြီးတော့ ခါအောက်ကြတော့ဒီဟာဆိုရင်ကသူတို့ပြန်ညှိပြီးစောက်ထားတွေ့လားဒီလိုမဟုတ်ဘူးမကြည့် foundation ကတော့ကျန်သေးရဲ့ဒါပေမဲ့အပေါ်ဘက်မှာဒီအုတ်ခဲတွေညှိပြီးတော့ညီအောင်ဒါလုပ်ပေးထားဟာညီအောင်လုပ်ပေးထားဒါသူ့ရဲ့ငကူမူလဟာတော့မဟုတ်တော့ဘူးနော်ဒါကလည်းစီစစ်။အော်။အဲ့လိုမျိုးအခုတော့ဒီလိုပြက်စီကုန်ပြီမှာအဲ့လိုလေးပဲရှိတော့တာ။အရင်ကတော့ဒီဘက်ငါးခုဒီဘက်ငါးခုအဲ့လိုရှိရအခုကတော့ဒီဘက်အချက်အလုံးလုံးပြက်စီသွားပြီဘာမှမရှိတော့။ဒီတစ်ဖက်ပဲကျန်သွား။အဲ့ဒီလိုမျိုးလေး ဒါဒါကြတော့အရင်တော့ဒီနားမှာညီမလေးတို့ဒီခေါင်းတို့တရားခိုင်တာဆိုတော့ဒီနားမှာအရင်တော့အသားတကားကြီးရှိတယ်အခုကတော့အသားတကားကြီးကတော့ပျက်စီးသွားပြီမရှိတော့ဘူးအဒီလိုအပေါက်ပဲကျင်းနေတော့လားအသားတကားဆိုတစ်သားတကားလားဟုတ်တစ်သားတကားကြီးအနာမဆိုလဲအပေါက်ဒီတိုင်းရှိရတကားလောက်ထားလဲအပေါက်ဒီတိုင်းဒါခုတော့ပျက်စီးသွားတာမရှိတော့ဒီလိုအဲ့လိုနေရစေရလို့တမီးတို့ကခံမှန်းကြည့်ရအောင်ဒီစင်းကြံလျှောက်လို့ရပါတော့နော်ဟုတ်တယ်စင်းကြံလျှောက်ဖို့ခေါင်းခေါင်းတို့တရားထိုင်ဖို့အဲ့လိုမျိုးပတ်လန်းသူကထည့်ခဲ့တာ ဒါတွေကမမတို့ဒီလိုခြေပစ်လိုက်ဘာမှမဖြစ်ဘူးမြစ်ပေသွားရဲဆိုရင်စက်ပြားတွေပိုင်းနဲ့အဲ့လိုပွတ်တိုက်လျှော်လို့ရတယ်ပြီးရင်ဒီဘက်ကနေမီယိုထိုးမီဘူးတိုက်အကောင်လုံးလို့ရရရှင်းအဲ့အရာဝင်မြစ်သေးရကြအရာဝင်မြစ်သေးရလည်းရတယ်ညီနီရကြသမီးတို့ပကံမှာပဲရှိရလမ်းနေမှာပဲခင်းတာဒီရကြကဘာသေးဆိုတာသမီးတို့ကဘာတွေကနေပြီးတော့6ကဘာဟိုနတ်သမီး6တို့ပါတော့တွေ့အဲ့ကဘာတွေကနေပြီးသမီးတို့လှုပ်ထားတာဒီဥစားကြဒီချောင်းသေးဆိုတာကြသမီးတို့အရန်ခက်ခဲတယ်မိုးရွာမှာရတာ အဲအမိုးရွာတဲ့အချိန်ကျမှသူ့ကိုရအောင်ယူရတာပြီးကတည်းကပိတ်စကိုက်တယ်ပြီးရင်ကောတော့သဲဖြူပြီးလို့ရှင်ဒီလိုနေကြက်ကြက်တောက်ပူမှဒါကဆွဲလို့ရဒီပကြီးကဆွဲနေတိုင်းဆွဲလို့ရပြီမဲ့ဒါကလုံးဝဆွဲလို့မရဘူးကဲကျိုးတို့ဆိုမင်းကြီးအောက်ကြောင်းမှာပေါ့နော် လေးလာပြီးရဲ့ခါကျတော့တိလာပြီးဆိုမင်းကြီးကဘာလုပ်လဲဆိုတော့တကယ်ဆိုမင်းကြီးမဟုတ်ဘူးတော့ဆိုမင်းသမီးတဲ့မင်းသမီးပေါ့နော်နောက်ဆုံးမင်းဆက်တစ်ခုရဲ့နောက်ဆုံးမင်းသမီးတစ်ပါးကတည်ခဲ့တာပေါ့နော်ဆိုမင်းကြီးအားကြောင့်မလို့သူကဒီမှာဆိုလဲအုတ်တတိုင်းနေခတ်လို့ရတယ်ပေါ့နော်ဒါဘရင်မျိုးနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ပြည့်ဟိုဘက်မှာလဲကြဆိုမင်းကြီးစီတီရှိတယ်အဲ့ဆိုမင်းကြီးစီတီမှာဆိုရင်လဲသူကပုံမှန်ဂူဖျားရီလိုမျိုးအတွင်းထဲတော့ ဝင်ကြည့်လို့မရပဲねသူကအပြင်ကဈေးဒီတဆူလိုမျိုးပဲတည်ထားတာပေါ့เนาะကျတို့ဥပမာပြောရရင်တော့မရွှေကတကုံတို့ပါလို့မျိုးပဲအပြင်ပလန်းအနေနဲ့ဖူးမြော်လို့ရရနေရပါပေါ့เนาะအဲ့ဒီမှာလဲတကယ်ဟိုစင်ကွင်းနေနဲ့လက်ရာဟောင်းနေရှိတည်ရပေါ့เนาะတကယ်လို့ကြုံနေဆိုရင်လည်းဝင်ပြီးတော့လေ့လာကြည့်ကြပါဦး ုကျူတို့ရောက်နေတာကတော့မနုဟာဖျားပေါ့နော်မနုဟာဖျားမှာဆိုလို့ရှိရင်သူကဒါမနုဟာဘရင်တည်ခဲ့တဲ့တထုံကဒီနန်းကြပြင်းပေါ့နော်မနုဟာဘရင်တည်ခဲ့တဲ့ဖျားပေါ့နော်အဲ့ဖျားမှာဆိုရင်ねသူကဖျားအတွင်းနဲ့ပုံမှန်ဆိုရင်ဇောင်းနှန်းကနေဝင်လိုက်တာ ਨੇ ဖျားရုပ်ပွားတော့အတန်းမြှောက်ဖူးမြော်လို့ရတယ်ပေါ့နော်ဒီမနုဟာဖျားမှာတော့သူသုံးဆင့်ပိတ်ထားတယ်ပြောအရင်ဆုံးဒီဟာကြီးကိုကျူတို့လေ့လာဖျားပေးမှာညောင်းပြီးဖျားတဲ့ဝင်ဝင်ညထိတ်မှာ ညောင်မင်းတပင်ပိတ်ပြီးတော့စိုက်ထားတယ်ပေါ့နော်အဲ့တော့ဖះကိုတန်းပြီးတော့ဖူးမြောင်လို့မရဘူးပြီးရင်အတွင်းထဲမှာဆိုလို့ရှိရင်လည်းတပိတ်တစ်လုံးရှိအဲ့တပိတ်ကြီးအဲ့တပိတ်ကြီးနဲ့သူကကာနေရပေါ့နော်ဒီမှာဆိုရင်တပိတ်ကြီးမြင်နေရတယ်ပေါ့နော်တပိတ်ကြီးတစ်လုံးရှိရဲ့ ဆောင်းတန်းချင်းချင်းလေးရကာနေသေးရပေါ့နော်ကာမျိုးဖះအောင်တန်းမျိုးဖူးမြော်လို့မရအောင်ပေါ့နော်သူကသုံးဆင့်ပိတ်ထားပြီးတော့ပြီးတော့မှဖះရည်ကိုဒီလိုမျိုးဖူးမြော်ခွင့်ရပြောရပေါ့နော်မနူဟာဖះကဒီလိုမျိုးဟုတ်တယ်နော်ကျင်းကျက်ကျင်းကျက်သွားရဆိုစိတ်ခံစားမှုတော့ရတယ်ဖះအောင်မြင်လိုက်တယ်အရင်ကျင့်တယ်လူတယောက်တော့ကောင်းကောင်းပတ်လို့မရအောင်ပေါ့နော်အဲ့ဒါကဟိုပြောကြတာကလေမနူဟာဘယင်ကသူဒီမှာပြောမယ်ဆိုလို့ရှိရင်စစ်ရှုံးပြီးတော့ရင်းကပါရက်မှာပေါ့နော် ူကိုအဲပိတ်လောင်ထားရဲဆိုခစားချက်မျိုးရအောင်လို့ဒီတဲတဲ့အဲ့လိုလည်းပြောကြတယ်လို့တကယ်အစ်စ်ကကြတော့သူကဒီပထုံပရင်ဆိုတော့မုံနဲ့ပြူရဲ့ဒီယဉ်ကျေးမှုလက်ရာရင်းနဲ့သူကနီးဆက်တယ်လေအဲ့တော့သူကဖျားတဲတဲ့ခါကြတော့ပကန်းဖျားရည်တာအပိတ်ပေါ့နော်ခုဖျားတဲရမနူဟာဖျားတကယ်တော့အပိတ်တဲခဲ့ရမှုပဲနဲ့သူကအပွင့်ပေါ့နော်ဖျားရုပ်ထုတော့တခုလည်းတဲခဲ့ရဒီလိုအမိုးတွေပါမပါပဲနဲ့လို့လည်းပြောကြရပေါ့နော်အဲ့ခါကြတော့နောက်ပိုင်းဒီရုပ်ထုကြီးပျက်စီးသွားမှာဆိုလို့နောက်ပိုင်းအလှူရှင်တွေကဒီအမိုးပေါ့နော်အမိုးမိုးပေးလိုက်တဲ့ခါကြတော့သူက အမိုးနဲ့ဒီရုပ်ထုနေရမလိုက်ဖက်ဖဲနဲ့အဲ့လိုမျိုးကြီးကြီးကျက်ကျက်ထဲရောက်နေရလို့လည်းပြောကြရပါတော့အဲ့ဒါဘယ်ဟာကတော့အမှန်ဖြစ်မလဲဆိုတော့အဲဂျိုးတို့လည်းတခြားတော့မသိဘူးဒါကိုလေးလာရသလောက်ဟိုပြန်ပြီး sharing လုပ်တာပေါ့နော်ကြည့်နေတဲ့သူတွေနဲ့လည်းဘယ်ဟာအမှန်လို့ထင်လဲဘယ်လိုမျိုးလေးရဖြစ်နိုင်လဲဆိုတာသိရဆိုလို့ရှင် comment လေးမှာရေးပေးခဲ့ပါဦးဒီမနူဟာမနူဟာဘယင်ရဘယ်လိုမျိုးဒီပကံရောက်လာလဲဆိုတော့အနှယထာပေါ့နော်နန်းတက်ပြီးတော့လက်ထက်မှာဒီပကံဒီနေက တကယ်တော့ဘုဒ္ဓဘာသာကိုးကွယ်ရမဟုတ်ဘူးပေါ့နော်တခြားသောဘာသာမျိုးစုံလည်းကိုးကွယ်ကြတယ်အဓိကအရေးကြီးကိုးကွယ်တဲ့အရင်ဖြစ်ခဲ့ရပါတော့အဲ့ချိန်မှာသူကအရှင်အရဟံနေတစဘုဒ္ဓဘာသာရဲ့ဒီတရားတွေကိုသိမြင်လာတယ်အခါကျတော့ဒီပုဂံပီတူပီသားတွေကိုလည်းဘုဒ္ဓဘာသာကိုးကွယ်စေချင်တော့သူကပိဋကတ်သုံးပုံကတထုံမှရှိတယ်ပေါ့နော်တထုံမှရှိတယ်ဆိုတာသိရောသူကတထုံကိုသွားပြီးတော့ဒီလက်ဆောင်ပန်းသားတွေဆက်တာပြီးဒီမနုဟာဘယင်ပေါ့နော်လက်ဆောင်ပန်းသားတွေဆက်တာပြီးအခါကျတော့ပိဋကတ်သုံးပုံသွားတောင်းတယ်တောင်းတဲ့အချိန်မှာမနုဟာဘယင်ကဒီလိုမျိုးပုဂံကအခါအရေးကြီးကိုးကွယ် ွဲရဆိုတော့တို့တက်ဒီအရင်ဆိုင်လိုမျိုးဖြစ်နေဖြစ်နေမှာပေါ့နော်ဒီလိုမျိုးအရင်ဆိုင်တွေကိုဘုရားဘာသာရဲ့ပိဋကတ်သုံးပုံနဲ့မထိုက်တန်ဆိုပြီးတော့အဲ့လိုတည့်ရပြူတော့အနော်ရထားမြတ်စိတ်ဆိုးွားစိတ်ဆိုးွားပြီးတော့သွားသွားပြီးတော့စစ်တိုက်တယ်ပေါ့နော်စစ်တိုက်ပြီးရခါကျတော့စစ်အောင်နိုင်ပြီးတော့ပိဋကတ်သုံးပုံကိုတည်လာတယ်ပြီးတော့ပိဋကတ်သုံးပုံနဲ့အတူဒီစစ်ရှုံးသွားတယ်ဒီမနုဟာပီးရင်ပေါ့နော်မနုဟာပီးရင်လည်းဒီမြင်းကပါရဲ့မှာခေါ်ပြီးတော့ဒီအချင်းချထားတယ်ပေါ့နော်အဲ့တော့မြင်းကပါရဲ့ဒီပြီးတော့မှမနုဟာပီးရင်ကဒီမှာနေရတာတော့ ကြာလာတဲ့ခါကျတော့သူအဲ့လိုမျိုးကောင်းမှုကုသိုလ်တစ်ခုခုပြုလုပ်ချင်တယ်ဆိုပြီးသူ့ရဲ့နန်းစဉ်လက်စုပ်ကိုဒီမြင်းကပါအရက်ကတကြွတယောက်ကိုရောင်းလိုက်တယ်။ရောင်းပြီးတော့ရလာတဲ့ပတ်စံနဲ့တွတ်တီးမင်းတို့ဘာဖျားယူတဲခဲ့တာပေါ့နော်။ ဲ့တော့ဒီမြင်းကပါအရက်မှာဆိုနောက်ထပ်ကျူးတွေ့မိရပါလဲဆိုတော့မနူဟာပဲရင်နဲ့သူ့ရဲ့နောက်လိုက်အပေါင်းပါရဲဒီမှာခြေချခဲ့တာဆိုတော့တဲ့ဟိုဗဇက်ပြောကြတဲ့ပုံမြင်လေးပေါ့နော်မြင်းကပါရက်မှာခြေချခဲ့တော့ဒီမြင်းကပါအရက်သူ့ရက်သားရဲ့နဲ့သူတို့အိမ်နောက်ကြရတယ်ပြီးတော့အိမ်ရနေမှာတဆင်ဒီမြင်းကပါအရက်မှာဆိုလို့ရှိရင်ဒီပကြီးပပူးပညာတွေလူပညာလဲရရပေါ့နော်ဒီမောဘကနေပါလာရင်ချင်းမှုမြင့်ပညာလဲရတယ်ဒီမြင်းကပါရက်မှာအဲ့လိုမျိုးနဲ့ပို့ပြီးတော့ဟိုထွန်းကားလာတာပေါ့နော်သူတို့လောက်ကိုက်စားတော့ရင်မှာတဆင် เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ဟိုကဘာတိယုံရွာခင်နေမြင်းကဘာရဲ့ဆိုတော့နာမည်ကြီးလာတယ်ပြီးတော့ဖရားတယ်ဒီလိုမျိုးအဲတိဆောက်တဲ့ခါကြလို့ရှိရင်လည်းအမှုပြန်လက်ရမြောက်ပန်း၁၁မျိုးလာမြန်မာနိုင်ငံရဲ့ပကြီးပခုအဲ့လိုမျိုးဟာရင်ကောလဲမြင်းကဘာနေစခဲ့လို့သိရတယ်ပေါ့เนาะ ဲမှာတဲ့ချက်ရသေးရဲ့ဆန်ဆိုရင်18တင်းဆန်ချက်ပိသားဆန်ဆိုလို့ရှိရင်တင်း40ဆန်နဲ့ချက်ပိသားဆန်အပူကြီးွားရမှာမဟုတ်ပါဘူးနော်ဗမာကျူကတော့တေချာမသိဘူးနော်ချက်ပိသားဆန်ဆိုတင်း40ဆန်ဆိုတော့တော်တော်ကြီးရဲ့တပိတ်ကြီးပါနော်အပတ်ဘလို့ခန်းစားလေရုတ်တရက်ကျူကတော့လေဒီညလေးရောက်တာလေဟိုတထုံမျိုးတဲ့လို့အဲ့လိုကြိုက်ထုတ်ပဲမုံပြင်းနဲ့မျိုးလေးရောက်သွားတယ်လို့ပြောပဲပေါ့ပတ်ဝန်းကျင်လေးကစပြောင်းလဲသွားရပေါ့နော်ခုနကပကံရဲ့ဖရားရင်နဲ့ဒီဖရားဆိုနည်းနည်းပုံစံတော်တော်လေးကိုချားရတယ်နော် ကျူးခူးရောက်နေတာကစိတ်ညံ့ညီမဖရားပေါ့နော်ဒီဟာကညီမတော်တဲတဲ့ဟိုကူဖရားမျိုးစားပေါ့နော်အနောက်မှာဆိုလို့ရှိရင်တော့အမတဲတဲ့ဇေဒီဖရားမျိုးစားဇေဒီမျိုးစားဖရားရှိရပေါ့နော်အားလေးပြီးကျူးလိုက်ပြပါမယ်စိတ်ညံ့ညီမဆိုတော့ကျောပထမတော့ကသူ့ရဲ့နာမည်လို့ထင်နေရပေါ့နော်တကယ်တော့သူ့ရဲ့နာမည်မဟုတ်ဘူးတဲ့ဒီပကံသားမှာရှိတဲ့စိတ်ညက်ရွာစိတ်ညက်ရွာတကြီးသမီးနှစ်ယောက်တဲထားတဲ့ဇေဒီပေါ့နော် ဒါပေမဲ့သူတို့ကကြတော့ဘလို့ဒဏ္ဍာရီလေးနဲ့နာမည်ကြီးလဲဆိုတော့ပုံမှန်ဆိုလို့ရှိရင်မင်းမျိုးမင်းနွယ်ပဲဇေဒီတဲပြီးသွားလို့ရှိရင် CEO ခတ်ခွင့်ရှိတာပေါ့နော်အဲ့ဒါကိုသူတို့ညီမနှစ်ယောက်ကဒီသူတို့ရဲ့ဇေဒီဖျားမှာလဲခြံစည်းရှိရမယ်ဆိုပြီးတော့ဒါအိုတတိုင်းနဲ့ CEO ခတ်လိုက်တဲ့ခါကျတော့ဒါမင်းကချမှတ်ထားတဲ့စီကံကိုသူတို့ကချိုးဖောက်တဲ့နေနဲ့မင်းပြင်းမင်းတန်းတင်ပြီးတော့ကွန်မြတ်ခံရတယ်ပေါ့နော်ကွန်မြတ်ခံရတဲ့ခါကျတော့ဒီဖျားကလည်းအဲ့လိုမျိုးတမိုင်းကြောင်လေးနဲ့ပို့ပြီးတော့နည်းနည်းနာမည်ကြီးတာ ါ့နော်ဟုတ်ဒီမှာဆိုလို့ရှိရင်လာဟုတ်တယ်ဒါပုံမှန်အရက်သားရီမှာဆိုကျွန်တော်လုံးဝအော်ဒါတိုင်းအောင်မတွေ့ရဘူးဒီဖျားမှာဆိုအော်ဒါတိုင်းလုံးဝပတ်ပတ်လည်မှာအပြည့်ရှိနေသေးရပေါ့နော်လင်းလို့လင်းလို့ရှိဖခင်ရဲ့မျက်နှာတော့အရန်တက်ပေရပဲဟင်းဒါကမတော်တဲခဲ့တဲ့ စေသည်ရဲ့ဒီနောက်ဖက်ကကြတော့ပေါ့နော်။ तू ကဒီဈေးနှစ်ဆူလုံးမှာဆူတစ်ခုပဲတူတူတောင်းလို့ရှင်ဆူတောင်းပြည့်ရဲ့လို့လဲပြောကြရပေါ့နော်။ မှားရယ်နော်ဆရာလေးတိတိလေးငယ်လေးရယ်ဆရာလေးနောက်ပိုင်းမှရှိသူတို့ခက်ကလေးဒီတိုင်းအုတ်သားအပေါ်မှာအင်္ဂတိနဲ့လှုပ်ထားအောင်နော်ဒီအုတ်ကိုချိုးလိုက်တာအဲ့ဒီပုံစံအတိုင်းအချွန်ရအောင်ချိုးထားမကြည့်ကြည့်ချိုးပြီးတော့မှလှုပ်တော့ပိုခိုင်ခန့်တာပေါ့ဒီတိုင်းအင်္ဂလိပ်တော့အပေါ်ကနေပြီးတော့အညွန့်တက်ထားရဆိုလို့ရှိရင်လွယ်လွယ်နဲ့ပြုံမှာပဲလေနော်အဲ့လိုဖျားတဆူတဆူကိုတနေ့တနေ့တိတိချာချာအမှုပညာလက်ရရပါလေးလာမယ်ဆိုတနေ့ကုန်ကြွားသွားမှာဘယ်ကမှတက်လာလောက်နေရအဲ့လို နေတဲ့နေရာလေးကလောကနန္ဒဘုရားပေါ့နော်ဒီလောကနန္ဒဇီဒီကိုအနွယ်ထာမင်းကတဲခဲ့တာပေါ့နော်အနွယ်ထာမင်းကသူကဒီဆွေတော်တဲလာတဲ့ဆင်ဖြူတော်ကိန်းဝတ်ရာနေရာပေါ့နော်အဲ့နေရာတောင်မှာ နောက်ထပ်ဒီဆွေတော်ဗုဒ္ဓရဲ့ဆွေတော်အဲ့ဆွေတော်ကဘုရားရလဲဆိုတော့ဒီတီဟိုပီကနေပြီးအနွယ်ထာမင်းကိုဆက်တာလိုက်တဲ့ဆွေတော်အဲ့ဆွေတော်တဲလာတဲ့ဆင်ဖြူတော်ကတောင်ကုန်းလေးမှာကိန်းဝတ်တဲ့ခါကျတော့အဲ့ပါလာတဲ့ဆွေတော်ထပ်ပွားပြီးတော့လောကနန္ဒဇီကြီးကိုအနွယ်ထာမင်းရဲ့ဒီနေရာလေးမှာတဲခဲ့တာပေါ့နော် လောကနန္ဒာဇေဒီကအကုန်လုံးသိကြရတဲ့အတိုင်းပဲအရင်တော့ကဒီဆက်နိုင်မထိုးခင်မှာဖူးခဲ့ရတယ်ဆိုတော့၄စုပေါ့နော်ဆိုတော့၄စုကြီးကတစုအပါဝင်ပေါ့နော် ARD မြကန်းဘေးလေးမှာတရှိရပေါ့နော် ARD မြကန်းဘေးကုန်းပေါ်လိုနေရာလေးမှာတရှိရသူ့ရဲ့ဒီပက်ပက်လေးမှာရှိရယ်ရှုခင်းလေးတွေပြီးတော့ပကံမျိုးရဲ့အလှပါစိုက်ခင်းလေးတွေ ARD မြမြင်ခွင်းတွေပေါ့နော်ဒီနေရာလေးကလည်းအေးစစ်စစ်ဟိုနားနေခြင်းတဲ့လူတွေရောဖျားဖူးခြင်းတဲ့သူတွေရောအတွက်အရန်ကိုတင့်တော်ပါတယ်လို့ တာဖိုက်ခင်းလေးတွေရယ်ခေလေးတွေရယ်အရာပရိမြင့်ရယ်ဟုတ်ပါဘူးဟိုတန့်ချီတောင်ရယ်ရှုခင်းရယ်အဲ့ဆိုဒီတောင်ကုန်းဟာဟူးပတ်တောင်ပေါက်တော့မယ်နော်ဟုတ်ကဲ့ ဖျားခုခဲ့တဲ့လောက်ပေါ့နော်အနွယ်ထားမင်းတိဆောက်တဲ့ဖျားတွေကခုဖျားတိတ်မရှိဘူးနော်အဲ့လိုမျိုးဇေဒီလိုမျိုးဖျားတွေညရယ်ပေါ့နော်အခုဒီလောကနန္ဒာဆိုလို့ရှိရင်လည်းဇေဒီပဲပေါ့နော်ခုဖျားကြတော့ကျန်းစစ်သားမင်းလက်ထက်ပေါ့နော်အဲ့နောက်ပိုင်းကျမှခုဖျားပကံပြီမှခုဖျားတော်တော်များများဒီကိုတီထားကိုကြွယ်ကြတလားလို့လေနော်ပြီးတော့ ဒီဈေးဒီဆိုလို့ရှိရင်ဘယ်လိုပုံစံနဲ့တူလဲဆိုပြုတ်ခက်လက်ရနဲ့ပို့ပြီးတော့နှီးဆက်တယ်ပေါ့နော်ပြုတ်ခက်လက်ရနဲ့အရင်ကနွေရထာမင်းကတထုံကိုတင်းခဲ့တဲ့အပြင်ပေါ့နော်နောက်ထပ်ရခိုင်ပြည်နယ်ဘက်ကိုတက်ပြီးတော့ပြူတွေနဲ့လည်းသူကသင်ချင်းမှုနုပညာလက်ရရဲ့ထွန်းကားအောင်လုပ်ခဲ့တာဆိုတော့လေဒါဒါဆိုရင်လည်းပြုတ်ခက်လက်ရပို့ပြီးတော့ ဆက်မယ်ထင်တယ်ပြီးတော့အနွယ်ထာမင်းကအကျိုးပထမထင်ခဲ့တာကပကံမာပဲသာသနာပြုခဲ့တယ်ဖခင်ရဲ့အများကြီးတည်ခဲ့လို့ထင်တာပေါ့နော်တကယ်တမ်းကျတော့သူကပကံမာတယ်မဟုတ်ဘဲနဲ့ဒီမြန်မာနိုင်ငံအနှံ့ကိုပေါ့နော်ပိဋကတ်သုံးပုံကိုတည်ဆောင်ပြီးတော့သာသနာပြုစေခဲ့လို့သိရတယ်ပေါ့နော်အနွယ်ထာမင်းဒီတည်ဖို့တည်ခဲ့တဲ့ဖခင်ရဲ့ဆိုရင်ဒီရွှေစီအကုန်လုံးသိကြရရွှေစီကုံဖခင်ဟီရင်ရွှေရည်မြော်ဖခင်ပြီးတော့ဒီရှမ်းပြည်ရဲ့ညောင်ရွှေမြို့မှာရှိတဲ့ပေါ်ရီသက်ဖခင်တို့ဒီတန့်ကြီတောင်တန့်ကြီတောင်ဖခင်တို့မန္တလေးတောင်မှာရှိတဲ့ရွှေကျက်ရဲ့ တူရွှေချက်ကြရိုးအဲ့ဒါတွေကလည်းနော်ရထာမင်းတည်ခဲ့ရပါတော့เนาะပြီးတော့ဒီတောင်ပြုံးကအစူတောင်းပြည့်ဖရားဆိုတော့ဒါနော်ရထာမင်းရဲ့ကောင်းမှုလို့ဆိုတော့သူအဲ့ခေတ်အခါမှာပုဂံပြည်မာရင်းမဲ့ဗုဒ္ဓသာသနာကိုထွန်းကားစေရမဟုတ်ဖဲနဲ့မြန်မာတိုင်းနိုင်ငံလုံးမှာဒီထွန်းကားဖို့အတွက်အများကြီးစူးစမ်းအထောက်ပြီးလှုပ်ဆောင်ခဲ့ရပါတော့เนาะအခုကပုဂံဖရားပေါင်းဆက်တဆူမကရဘူးเนาะသွားမယ်ဆိုနောက်ဆုံးတဆူလို့ပြောလို့ရမယ်เนาะဖရားကသူဒီ trip မှာ နောက်ဆုံးတစ်ခုပေါ့လောကနန္ဒာလောကနန္ဒာချူကင်းလေးကအရင်လာရယ်နော်ဒီလိုဒီလိုမျိုးချူကင်းလေးနဲ့နောက်ဆုံးပိတ်နားယူလိုက်ရတော့လေဂန်ခီးလေးကတကယ်အမှတ်တရပဲနော်ကံမာဟိုများတော့အပြန်ငငယ်တုံးကလေအုပ်စုလိုက်အုပ်စုလိုက်ကြီးဟိုဖျားရီပေါ်သွားပြင်ပြန်တက် ပြီးအဲ့လိုမိဘရင်နဲ့တွားခဲ့ရတဲ့ memory တွေပဲရှိရောပကံဆိုရင်ကဘယ်လိုထင်နေကြမလဲဆိုတော့အာဖခင်တွေပဲအများကြီးရှိရဲအဖခင်တွေတစုပြီးတစုပဲဖူးမြန်ဆိုပင်မမ်းမယ်လို့ထင်ခဲ့ရပါတော့အဲ့လိုမျိုးမဟုတ်ဘူးပကံမှာဖခင်ခွင်းနဲ့မှနောက်ထပ်အပန်းဖြေလို့ရတဲ့နီလန်းလေးတွေလည်းရှိရဲပေါ့နော်သူကဘယ်နေရာလေးကိုပဲကြည့်လိုက်ကြည့်လိုက်အဲ့လိုရှုခင်းလေးတွေကလို့တာယာပြီးတော့လှအဲ့တော့တစ်ခုပဲပကံလာရင်စောစောထားမယ်နော်မလေးမပူတော့စိန်သားကြီးလောက်ဖခင်ဖူးမယ်ဖူးမယ်ဟုတ်တယ်ပြန်တာဟုတ်နိုင်ွယ်လောက်ရှိနေတာ ီးတော့မှပြန်ထွက်ညနေကြောင်ဆန်းဆက်တွေပါအကြည့်အကောင်းဆုံးပဲဘာလို့ဆိုတော့ညနေ7:00ကနေ3:00အတွင်းကလုံးဝအရန်ပူတော့အာယုံဘာမှစိုက်လို့ရမှာမဟုတ်အကံပြည့်ရဲ့နေထွက်ချိန်နဲ့နေဝင်ချိန်တွေကအလှဆုံးပဲပေါ့နော်အဲ့တော့မနေ့ဆိုရင်စစ်ထောက်ထားမယ်ညနေဆိုလို့ရှိရင်နေဝင်တီးထိလဲမယ်ဒါမဲ့နေကင်းဆိုရင်တော့ပြန်ပြီးတော့လာဒီမှာဆိုရင်တမာပင်းကြီးလေအားလေးသဘောကျလို့ပြရကျင်လို့ပေါ့နော်အကြီးတွေပဲဒါဆိုအနည်းဆုံး100ချီရှိရဲ့လို့တမာပင်းကြီးရေပေါ့နော် ီလိုအပင်ရထားအခုအရာရီမြကန်းပါမှာရှိရတော့ဒီမြကန်းပါအောင်ထိမ့်သိမ့်ထားတော့ပြိုနိုင်စီတော့နည်းသေးရပေါ့နော်အဲ့လိုပင်းကြီးတွေကိုနောက်ထပ်နှစ်ပေါင်းရချီပြီးတော့ထိမ့်သိမ့်နိုင်လို့ရှင်ကောင်းပါပဲတေမြတော့အာအဲအားလုံးပဲ သူတို့ဒီခရီးစဉ်လေးမှာပေါ့နော်ဘဂန်ဖရာဆက်တစုတီတီအပြင်နောက်ထပ်ဒီပကံနဲ့ရည်ကြည်မှုအမှုပညာဒီလက်ရာတွေကိုလည်းထပ်မံပြီးတော့လေ့လာခဲ့တယ်ပေါ့နော်အဲ့တော့ဂျူဒီမှာဆိုလို့ရှိရင်ဖရီဖရာတွေရဲ့တမိုင်းချောင်းတွေပြီးတော့ပကံရဲ့ဒီရည်ကြည်မှုအမှုပညာတွေကိုအတတ်နိုင်ဆုံးဒီစာအုပ်တွေတွေကလည်းကိုးကားတယ်ပြီးတော့လေ့လာပြီးတော့ဒီဒေသခံတွေရဲ့ပြပြချက်တွေကိုလည်းပြန်ပြီးတော့ဖြည့်ဆွက်ပြီးတော့ရှင်းပြပေးထားတာပေါ့နော်အဲ့ထက်မှာတကယ်လို့အမှားရင်းတစုံတရားများပါခဲ့တယ်ဆိုလို့ရှိရင်လည်းအကုန်လုံးနားလည်ပေးကြပါတကယ်လို့ကိုကအမှန်တည်းရယ်ဆိုလို့ရှိရင်လည်းဒီ comment လေးမှာပေါ့နော်ဝင်ပြီးတော့ရေးပြခဲ့ကြပါ ပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုအားလုံးပဲသဘောကျနှစ်သက်တယ်ဆိုလို့ရှင်ပေါ့နော်ကျတို့နောက်ထပ်ပကံမှာဘလုံးစီးပြီးတော့ပကံမျိုးတစ်ခုလုံးရဲ့ရှုခင်းကိုကြည့်ထားတယ်ဘလုံးဆိုပါပကံဆိုရဲ့ဗီဒီယိုလေးရှိပါသေးရဲ့အဲ့ဒီဗီဒီယိုလေးကိုလည်းအဲ link လေးချထားပေးမှာမို့အကုန်လုံးပဲအပေးကြပါအောင်လို့ပြီးတော့နောက်ထပ်ကျတို့ရဲ့အဲဒီ channel လေးကိုလည်း like and subscribe လုပ်ကြပေးပါဦးပြောချင်ပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်းတွေ့ပါမယ်တက်တာ မကျွန်းတယ်လေးတွေလူရန်သဘောကြပါတယ်မလက်ကောက်လေးနောက်ခုပေါ့နော်